အီသီယိုးပီးယားနိုင်ငံမှာနှစ်ပေါင်း12000တိပါလုံးဝငြိမ်သက်နေခဲ့တဲ့မီးတောင်တစ်ခုပောက်ကွဲခဲ့ပါတယ်။နိုင်ငံရဲ့အရှေ့မြောက်ပိုင်းအာဖာဒေသမှာရှိတဲ့ဟေလီဂူဘီမီးတောင်ဟာနိုဝင်ဘာ23ရက်နေ့ကနိုင်ပေါင်းအတော်ကြာအောင်ဇက်တိုက်ပောက်ကွဲနေခဲ့တာဖြစ်ပါတယ်။မီးတောင်ပောက်ကွဲမှုကြောင့်9မိုင်လောက်အမြင့်ရှိတဲ့မီးခိုးလုံးကြီးတွေထွက်လာခဲ့တယ်လို့မြေထဲပင်လယ်ခြားထားတဲ့ရီမင်နဲ့အိုမန်နိုင်ငံတွေကိုပါမီးခိုးပြာမုံတိမ်တိုက်တွေလွင့်မြောရောက်ရှိခဲ့ပါတယ်။ ဒီမီတောင်ကအီသီယိုးပီးယားရဲ့မြို့တော်အက်ဒစ်ဘာဘာရဲ့အရှေ့မြောက်ဘက်မိုင်ပေါင်း900ဝန်းကျင်အကွာမှာတည်ရှိတာဖြစ်ပါတယ်။မီတောင်ပောက်ကွဲမှုမှာလူတွေထိခိုက်ဒဏ်ရာရတာမျိုးမရှိခဲ့ပါဘူး။ဒါပေမဲ့ဒေသရင်းကမွေးမြူရေးလုပ်ငန်းတွေအပါအဝင်စီးပွားရေးကဏ္ဍတွေမှာနောက်ဆက်တွဲရှုပ်ထွေးမှုတွေကြုံလာနိုင်ကြောင်းလေလာသူတွေကျွမ်းကျင်သူတွေကသတိပေးထားပါတယ်။ဘယ်တော့မှဟေလီကူဘီမီတောင်ပောက်ကွဲမှုသတင်းမျိုးမကြားခဲ့ဘူးကြောင်းအခုပောက်ကွဲမှုအပြီးမှာတော့ ဒေသခံတွေအနေနဲ့အသက်မွေးဝမ်းကြောင်းမှုကိုထိခိုက်လာနိုင်တဲ့အလားအလာတွေအပေါ်စိုးရိမ်နေတယ်လို့ဒေသဆိုင်ရာအာဏာပိုင်တွေကပြောပါတယ်။မီတာ900လောက်မြင့်တဲ့မီးတောင်ဟာမြေအောက်ကြောက်လွားချက်ကြီးနှစ်ခုစုဆုံရာ Rift တောင်ကြားမှာတည်ရှိပါတယ်။အဲ့ဒီမီးတောင်ဟာရေခဲခက်အကုံလွန်ခဲ့တဲ့နှစ်ပေါင်း12000လောက်ကစတင်ပေါ်ပေါက်လာခဲ့ပြီးအဲ့ဒီနောက်ပိုင်းလှုပ်ရှားပေါက်ကွဲခဲ့တဲ့ဆိုတဲ့အထောက်အထားမရှိကြောင်းမီးတောင်ပညာရှင်တွေကပြောပါတယ်ရှင်။